အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတတ်သည့်အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုအင်္ဂလန်မှာဆိုရင်တော့ပြတကယ်ကို Hollywood movie တခုလို့ရိုက်လို့ရတဲ့ဒါအခြေအနေမျိုးရှိအောင်ဖန်တီးနေတဲ့ဘောလုံးကလပ်အသင်းရှိအဲ့ဒါကအရင်တည်းကလေ TV သား Hollywood Hollywood မင်းသား Superstar နှစ်ယောက်ဝယ်ယူထားတဲ့ Reaction Club ဒီကလပ်အသင်းလေးကသူတို့စဝယ်တဲ့အချိန်တုန်းက ဟိုးအောက်ကအပြိုတန်းအဆင့်လေးမှာရှိတဲ့အချိန်ကနေအခုမင်းညာကစိတ်နေနေကန်သွားတဲ့ဒါဒီချန်ပီယံရှစ်လီလီဝမ်ပွဲစဉ်နေအပြီးပါပေါ့လေရက်ဆန်ဟာဒါချန်ပီယံရှစ်ကိုတန်းတက်နိုင်တဲ့အသင်းဖြစ်ဒါရက်တီဖို့တရားဝင်ကြီးညာနိုင်ခဲ့ပြီချန်ပီယံရှစ်ပြီးတော့လီဝမ်ကလည်း46ပွဲကန်တဲ့ချိန်မှာရက်ဆန်က55ပွဲကန်ပြီးမှရမှတ်89မှတ် ဒါသူ့အောက်ကစကန်တော့က84 white cam က84ရပြီးတော့သူတို့ကလက်ကြံတပွဲလိုမှာငားမှတ်ဖြတ်လိုက်တယ်ဆိုတော့ဒီအသင်းလေးကဒါလွန်ခဲ့တဲ့နှစ်နှစ်တုန်းကလီအောက်တန်အသင်းအဆင့်ပေါ့လေဆိုတော့အခုလီအောက်တန်အဆင့်ကနေပထမအပြိုတန်းကနေဒါနန်ဒီကလပ်ကနေဒါစပြီးတော့လီ2ကိုလီ1ကိုလီ2ကိုတက်လာတယ်နန်ဒီကနေ လီတူကိုတက်လာတယ်လီတူကနေအခုလီဝမ်ကိုတက်လာပြီးတော့အခုလီဝမ်ကနေဘယ်ရောက်လာလဲဆိုချန်ပီယံရှစ်ကိုတက်ပြီဆိုဘက်တူဘက်၃နှစ်ဆက်တိုက်ပရိုမိုးရှင်းရအောင်လုပ်နိုင်တယ်ဆိုတဲ့အရေးတွေးရတော့ကြောက်ဖို့တော့ကောင်းတယ်ရက်ဆန်နဲ့ပတ်သက်လို့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကဘန်ဖော်စတာရက်ဆန်မှာကစားတယ်ရက်ဆန်ကိုဒါဘယ်လိုပြောမလဲဆိုတော့အသင်းတော်တော်များများကအထူးသဖြင့်နာမည်ကျော်ဘောလုံးသမားတော်တော်များများက Hollywood Star ပေါ့လေ Hollywood Star နှစ်ယောက်ရဲ့ ဒါအသင်းဖြစ်တဲ့ကြောင့် free la can ပေးခြင်းတဲ့အသင်းမို့လေတကယ်တော့ဒီ club အသင်းက found ထောင်လာတော့1960ဟိုဟို1864တန်းကနှစ်ပေါင်း160ရှိပြီပျော်တဲ့အသင်းလေးကနေအခုဆိုရင် rexan ရဲ့ owner က rack randall နဲ့ပြီးတော့ rock macl helen ဆိုတဲ့နှစ်ယောက်ဒါသူနှစ်ယောက်ပိုင်နေ hollywood ကပိုင်ရှင်နှစ်ယောက်ရဲ့ကလပ်လေးကအခုဆိုရင် step by step by step နဲ့ သိမကြဘူးနောက်နှစ်ကြရင်ကျွန်တော်ထင်တော့ Wrexham ဟာ Premier League တော့ရောက်နိုင်တယ်ကျွန်တော်တို့ Premier League မှာလို့အဲ့လိုမျိုးမထင်မှတ်ပဲနဲ့အဲ့လိုပုံစံလေးတွေဖြစ်လာတာ Brentford ပေါ့လေကျွန်တော်နေတဲ့ရက်ကွက် အပြင်ကျွန်တော်တို့အနောက် London တခြားလုံးမှာ Brentford က local club အသေးလေးအဲ့ local club အသေးလေးဟာ ဘာမှမဟုတ်ပဲနဲ့ step by step step by step တက်ရင်းနဲ့အခုဆိုရင် Premier League မှာကြာတော့ကြာလာပြီဆိုတော့ Chelsea ပြည်သက်တွေမှာလည်းသူတို့ရဲ့ရက်ကွက် club ဖြစ်တဲ့ဒါ Brentford ကိုအားပေးကြတယ် Arsenal ဘက်ကမှာလည်းသူတို့ရဲ့ local club လို့ခေါ်ရတယ် Arsenal ပြည်သက်အများစုကလည်းအနောက်လန်ဒန်မှာနေကြတော့သူတို့ local club ဖြစ်တဲ့ Brentford နောက်တစ်ဖက်ကဒီ Fulham ကလည်းသူတို့ local club က Brentford အကုန်လုံးကအဲ့လို local အသင်းလေးတွေဟာ local ပါရက်ပုံမှန်ပြကျွန်တော်မြင်တဲ့ရက်ကွက်က club လေး ီကလပ်လေးကလုတ်လုတ်ဆောင်ရေးကောင်းတယ်ဆွမ်းဆောင်ရေးကောင်းရင်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 ねဟိုးအဆင့်မြင့်တန်ရောက်သွားတဲ့ပုံစံပဲအဲ့မှာ Brentford ကိုအားပေးကြတယ်ဆိုတော့ Chelsea စီဇန်ဟိုးတာကြိုက်ထားတဲ့ကောင်းကလည်းဒါ Brentford စီဇန်ဟိုးတာတစ်ကက်ရှိတယ်ဥပမာ Barcelona ကို Girona အားပေးတယ်လို့မျိုး Barcelona ပေးသက်အများစုက Girona ပေးသက်တယ် Girona ပေးသက်အများစုကလည်း Barcelona ပါဆိုသူတို့ရဲ့ local club လေအလိုပဲအခု Rexham တင်းကကြည့်ပြ Lead to ဟိုပါလဲ Nanli ကနေ Lead to လီဝမ်အခုချန်ပီယံရှစ်တက်ပြီဆိုတော့ဒီအသင်းမှာကျွန်တော်ထူးခြားတာကနမိတ်ကျော်ဘလုံးသမားတွေလာကန်ကြတယ်မနစ်ကဘရန်ဖိုစတာလာကန်တယ်ဒီနေ့ဆိုရင်အိုင်ယာလန်ကဘယ်လိုပြောမလဲအိုကွန်နီအိုကွန်နီဆိုတဲ့ကစားသမားရှိတယ်နောက်အိုင်ယာလန်ကစားသမားဂျိမ်းစ်မက်ကလန်ဆိုတာရှိတယ်အဲ့ဒီကစားသမားဆိုတော့တော်တော်များများရှိတယ်နောက်အခုဆိုရင်ကျွန်တော်တို့ဂျေမီဗာတီဆိုရင်လက်ဆက်စီးတီးကနေ73နှစ်ကြာထွက်သွားပြီးတဲ့နောက်ပိုင်းမှာဂျေမီဗာတီလည်းဒါလက်ရှိမှာဒီအသင်းကိုရောက်လာနိုင်တယ် ။ဘာလို့ဂျေမီဗာဒီကလည်းဒီဟောလိဝုဒ်ပိုင်ရှင်နှစ်ယောက်ရဲ့အသင်းကိုကစားနိုင်တဲ့အခြေအနေမျိုးပါလုံးဝတော့ Rexen ဟာတကယ်ကို dramatic ဆန်ဆန်နဲ့နောက်ရာသီပရီးမီးယားလိရောက်လာရင်တော့လုံးဝကို surprise တစ်တွေ့ကိုမတည်ကြတော့တော့အမေရိကန်မှာဆိုရုပ်ရှင်ရိုက်လိရှိတာပေါ့လေတိတ်မကြဘူးပရီးမီးယားလိကိုတန်းတက်သွားရင် Rexen ရုပ်ရှင်တွေတောင်ထွက်ရင်ထွက်လာပါပေါ့လေဘာလို့မင်းသားတွေကလည်းပိုင်ရှင်တွေကလည်းနမေကျော် Hollywood မင်းသားတွေဖြစ်တဲ့အတွက် Rexen ကကျွန်တော်တို့ရှေ့မှာကြည်ရင်ကြည်ရင်ကြည်နေလွန်ခဲ့တဲ့3နှစ်ကအပြိုတန်းကလပ်လေးဟာ ချန်ပီယံရှစ်ကိုဇက်တိုက်3နှစ်ဇက်တိုက်ဘက်တူဘက်3နှစ်ဆက်ဒါတန်းတက်ခဲ့ပြီးတော့ပရီးမီးယားလိဂ်ကိုရောက်ဖို့တဆင့်ပဲလိုတော့ပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်